အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဥကြော်ကြော်ဆိုးစိုက်ဆရာမောင်ယိုးအခုတော့ကလောင်နာမည်လမ်းတော်မောင်ယိုးလို့တောင်းပြီးတော့ရေးဖို့လို့စီစဉ်ထားပါတယ်အဲ့တော့ကျွန်တော်လမ်းတော်မောင်ယိုးဥကြော်ကြော်ဆိုးအနေနဲ့ဒါမဲ့ပါတီစုံဒီမိုကရေစီအထူးထူးရေးကောက်ပွဲကြီးမှာလမ်းတော်မျိုးနဲ့ကိုစားပြုတ်ဂျန်ကုန်တိုင်းဒေသကြီးလွတ်တော် မာပီယာစနစ်နဲ့ရွေးချယ်ခံမဲ့ကိုယ်စလဲတောင်းတယောက်လည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့လမ်မော်မောင်ယိုးအနေနဲ့လမ်မော်မောင်ယိုးပြောစရာပြောပြစေဆိုတဲ့စကားဝိုင်းလေးတွေကိုကျွန်တော်စဉ်ဆက်မပြအဆောင်ရွက်နေရဒီနေ့တိုင်းပေါ့ဗျာအဲ့တော့ဒီနေ့လမ်မော်မောင်ယိုးပြောပြစေဆိုတဲ့စကားဝိုင်းမှာကျွန်တော်ရွေးချယ်ထားတဲ့ကောင်းစဉ်ကတော့ကွဲပြားခြင်းနဲ့ ခွဲခြားခြင်းဆိုတဲ့အကောင်းဆုံးလေးကိုကျွန်တော်အနေနဲ့မိဘကျေးဇူးများကိုပြောလိုပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့လူ့တိုင်ဝမ်မှာကွဲပြားခြင်းနဲ့ခွဲခြားခြင်းကိုပိုင်ပိုင်ခြားခြားနားလည်ဖို့လိုပါတယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ကျွန်တော်အနေနဲ့ပညာရှင်တယောက်မဟုတ်ပေမဲ့ ကွဲပြားခြင်းကဘာလဲကွဲပြားခြင်းကဘာလဲဆိုကျွန်တော်အမြင်လေးပြောပါမယ်ကွဲပြားခြင်းဆိုတော့မူလကလေးကတတိတခြားကျွန်တော်တို့သူ့ရဲ့ဗီဇမျိုးယိုးစစ်မြစ်အခြေခံနေနဲ့ကွဲပြားပါပေါ်ပေါ်လာခြင်းဖြစ်ပြီးတော့ခွဲကြတယ်ဆိုတော့မတူညီဘူးလို့နှိမ့်ချတာကျွန်တော်တို့ ွဲကြတာအဲတန်းညိတာလက်မခံတာဒါတွေပေါ့ဗျာဒီလိုတွေကျွန်တော်အနေနဲ့မြင်ပါတယ်အဲ့တော့ကွဲပြားမှုကတော့သူ့အလိုလျောက်ကွဲပြားတာဖြစ်ပြီးတော့ခွဲကြတယ်ဆိုတော့တီးကြကျွန်တော်တို့အယူဆတော်၎င်းအခြေအနေတော်၎င်းအမျိုးအစတော်၎င်း ါတွေကိုခွဲကြပြီးတော့လက်ခံတာကိုခွဲကြတယ်လို့ကျွန်တော်မြင်ပါတယ်ဘာသာဗေဒအရတော်၎င်းသဘောတရားအရတော်၎င်းပညာရှင်အရတော်၎င်းဟိုအမြင်မှကြီးကျွန်တော်နားမလည်ပါဘူးဒီလောက်လေးတော့ကျွန်တော်နားလည်ပါတယ်အယူဆမတူလည်းခွန့်လို့ပါအဲ့တော့ကွဲပြားတယ်ကျွန်တော်မြန်မာမှုလူအတိုင်းဝဲမြမတလေထုံးနဲ့နည်းနည်းလေးဥပမာကျွန်တော်ကြည့်ချင် ဒီကနေ့ကောမကိစ္စနေတဲ့ဂျင်တာခွဲစားခွဲပြခွဲကြတယ်ဆိုပြီးတော့အမျိုးသမီးအမျိုးသားခွဲကြတယ်တချို့ဆိုလဲဥပဒေတွေပြတ်တမ်းပြီးတော့အမျိုးသမီးဗနရနှုတ်အမျိုးသားဗနရနှုတ်စသည်စသည်ဖြင့်တာဝန်ပိတာရေးတာဝန်ခွဲဒါရီယရှိပါလေကျွန်တော်မြန်မာမှုလူ့အသက်အဝယ်မှာကြတော့ဒီအမျိုးသမီးနဲ့အမျိုးသားဂျင်တာခွဲတယ်ဆိုတော့အတိုင်းအတာဆိုတော့တဲ့ကျွန်တော်တို့ကွဲပြားမှုလို့ကျွန်တော်သဘောပေါက်ပါတယ် ကတော့ဗာရဲ့ကျွန်တော်တို့ထင်ရှားဆုံးကတော့ဗျာကျွန်တော်တို့အမျိုးသမီးနဲ့အမျိုးသားဘာဖြစ်လို့တန့်စင်ကန်ခွဲခြားထားတာလဲဒီလိုပါကျွန်တော်မြင်တာလို့ဒီလိုပါသူခွဲပြမှုပါဒါခွဲကြတာမဟုတ်ပါဘူးခွဲကြတာမဟုတ်ပါဘူးသူလူရောမြမလူအသက်ဝဲမှာကျွန်တော်တို့အမျိုးသမီးတွေအနေနဲ့မားဆက်တဲ့နေရာတွေမတော်ဘူးမလာဘူးမဝင်ရဘူးစသဖြင့် လို့ခွဲကြစားတာကအဲဒီလိုကျွန်တော်တို့ခွဲကြရတော့မဟုတ်ပေါ့ဗျာဒီလိုကျွန်တော်သိကြသည်ဖြစ်နေတာအခွဲကြရတာမဟုတ်ပေါ့ကျွန်တော်တို့လူတိုက်ဝိုင်းယဉ်ကျေးမှုကိုကကွဲပြားမှုလက်ခံခြင်းဖြစ်ပါလေကွဲပြားမှုလက်ခံထားခြင်းဖြစ်ပါလေကျွန်တော်တို့ရဲ့မြတ်ဗုဒ္ဓရဲ့ဒေသနာတော်ကဒေသနာမှာတောင်မှမြတ်ဗုဒ္ဓသာသနာတော်ဝိရိယအတွက်မိတွေ့တော်ကိုကျွန်တော်တို့အဲဘလို့ခေါ်မလဲတိလရှင်ပေါ့ဗျာ သီလရှင်ပေါ့နော်သာသနာပေါ့နော်ဝေရောက်ဖို့အရေးကိုမြတ်ဗုဒ္ဓရှင်မှာရှောက်ထားတဲ့အချိန်မှာမြတ်ဗုဒ္ဓရဲ့ကိုယ်တိုင်ကဘိက္ခုနီသာသနာဆိုပြီးတော့တမဏိစီကံရှစ်ချက်နဲ့ပြတ်ထန်းပြီးမှဒါမြတ်ဗုဒ္ဓသာသနာဘိက္ခုနီသာသနာကိုခွင့်ပြုခဲ့တာဖြစ်ပါတယ်ဒါကမြတ်ဗုဒ္ဓခွဲခြားတာမဟုတ်ဘူးကိုယ်ပြမှုအတွက်ပါ ဲ့တော့တမ်နိစီကံရှစ်ချက်ဆိုတာတော့မဒီစကားဝိုင်းမှာတော့ထဲမပြောတော့ပါဘူးအားလုံးမိဘပြည်သူများတိပိဖြစ်ပါလိမ့်မယ်အဲ့တော့ဒါကွဲပြားတာပါကွဲပြားမှုလက်ခံတာပါအဲ့ကွဲပြားမှုလက်မခံဘဲနဲ့အတင်းဆွဲစီပြီးတော့ပေါင်းစည်းဖို့စူးစမ်းသူတွေကသာခွဲခြားသူတွေဖြစ်ပါလေကွဲပြားမှုလက်မခံဘဲနဲ့အတင်းပေါင်းစည်းဖို့စူးစမ်းတဲ့လူတွေကခွဲခြားမှုဖြစ်ပါလေဥပမာဖြင့်ကျွန်တော်တို့ church ကျောင်းထဲမှာကုရန်ကျမ်းရွတ်ဖို့မသင့်သလိုကျွန်တော်တို့ဓမ္မယုံမှာလဲခရစ်တော်ချီးမွမ်းတခြင်းဆိုဖို့လို့အဲ့အစင်မပြပါဘူးဘုရင်လူသွားပဲဗလီထဲမှာလဲကျွန်တော်တို့ပဋ္ဌာန်းရွတ်လို့အစင်မပြေပါဘူးစသည်စသည်စသည်ပဲဒါတွေကသူတို့ရဲ့တိကျစွာယက်တည်နေတဲ့ဘာသာရေး ဒလိထုံသန်းဘာသာရေးအယူအဆယုံကြည်မှုတွေရတိကျတိကျစီဖြစ်ပြီးတော့တိကျတိကျစီကိုယ်စင်လာနဲ့ကိုယ်ဒလိနဲ့ကိုယ်ထုံသန်းနဲ့ကိုယ်ဘာသာနဲ့ကိုယ်ဘာကိုယ်ယူပူဇော်တခြင်းဖြစ်တာဖြစ်တဲ့တွေ့ဒီဟာရခွဲကြဆက်ဆံတာခွဲကြဆက်ဆံလို့မရဘူးအတင်းပေါင်းစီပြီးတော့ဥပုံပြီးတော့လှုပ်ဆောင်ရမယ်ပူပေါင်းပြီးတော့ဆောင်ရမယ်ကိုယ်ဥပုံပြီးတော့ဘာသာရေးပွဲတွေကိုသူကလောက်ခံရမယ်လို့အတင်းအဓမ္မဆွဲပြီးတော့ ရှိတဲ့လူတွေကသာကွဲပြားမှုကိုလက်မခံမဲနဲ့ခွဲကြတဲ့လူတွေပါလို့ကျွန်တော်နေနေတော့ဒီလိုလည်းမြင်ပါတယ်ဒီကိစ္စလေးကနည်းနည်းလေးလဲကျွန်တော်တို့အရေးကြီးတဲ့ကိစ္စလေးဖြစ်တော့ကျွန်တော်အယူဆမှန်ရင်လဲကျွန်တော်တာဝန်တော်ဖြစ်ပါတယ်ကျွန်တော်ရဲ့ဘယ်ယူဆတာဖြစ်ပါတယ်ဒါလေးပြောချင်လို့ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် ကြံပြီးတို့တိုင်းရင်သာညီနောင်များနဲ့ယူချစ်ပြည်သူလူလူအားနဲ့ပေါင်းစုဆိုဤသူတော်ဖွဲ့စည်းထားတဲ့သူရဲ့တော်ပါတီမြန်မာ Nation Boys